ေးကနေကြီးအကြိုက်ဆုံးနေမှာဖြစ်မယ်နေကြီးမာထားတဲ့ငားတယ်မယ်အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့နေကြီးဝိုင်းကနေမာထားရဲ့ဒီဆွဲတောင်းဝဆက်လေးကိုမပြေလို့ပြတော့မှာဖြစ်ပါတယ်ဝယ်တင်လားဝယ်တင်လားတန်လာလားဒါမှမဟုတ်ရှင်ဂျင်းထည့်ခံရလားဆိုတော့ကိုနေကြီးကအရင်ဆုံး try လုပ်ပြတော့မှာဖြစ်ပါတယ် နေကြီးလူကနေပြန်ရောက်ချင်းဆွဲတော်ဝန်ဆက်လေးဒီမှာလာရောက်တယ်ဆိုလို့နေကြီးတခါရဲ try လို့ပြမှာပေါ့နော်မီလီယာတော့မလာလို့နေလေးတို့တိခဲမီနော်ပထမဆုံးနေကြီးဒါလေးကို try အောင်ပထမဆုံးဝကြည့်တာကတော်တော်လေးအဆင်ပြေရပေါ့နော်သူပြရတဲ့ဈေးနဲ့တော်တော်လေးတက်တော့တတရှိရဲ့ဝဲရတာလုံးဝ fit ဖြစ်ပြီးတော့အဖို့လို့မရှိဘူးအရန်ကြိုက်ပါတယ်ဒီအင်ဂျီလေးကိုတော့ ိတ်ဆားရဲ့ဆွဲသားပေါ့နော်ဒီကဇာလေးဆိုလို့ရှိရင်တော့ဆွဲသားလေးဆိုတော့ယူရွက်တာအဆင်ပြေတယ်ကြည်သီးလေးတုံးထားပေးတာလေးကလုံးဝသူ့ဇီနေဆိုလုံးဝ quality ချမ်းရှိရဲ့ နောက်တစ်ထည်ဒီရှင်လေးညီကြိုက်တဲ့ကျဲဒီလေးပဲပုံတော့ခုနကကျဲဒီလေးပဲတုံးထားပြီးတာသူကရင်ခံပုံစံလေးပုံတော့ခေါင်းလောင်းလက်လေးနဲ့အရန်ကြိုက်တယ်ချုပ်ထားတာအရန်တက်ရက်ပြီးတော့တည်တက်တယ်ပုံတော့လက်ကလေးတွေအားစားချင်းမြင်နေလုံးဝမထွက်ဘူးပုံတော့ဒါကတော့ညီတကူလုံးသူလူရှင်တို့လိုမလှလှလေးပုံတော့ဝေဝတ်မယ်ဆိုလို့ရှိရင်ဒီ2000စီးတဲ့မှာတော်တော်လေးတန်နေပုံတော့ဒါကညီကြီး တိတ်မကြိုက်တဲ့အင်ကြီးပေါ့နော်ဝယ်လိုက်ရတော့ပန်းရောင်လို့ဆိုလို့တော့မှားလိုက်တယ်ပေါ့နော်ဒါပေမဲ့ယုံသွားလောက်ကအဆင်မပြေဘူးပေါ့နော်ကြောင်သွားလောက်ပဲအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ဒီအင်ကြီးလီကာရောတော်တော်လေးကြိုက်တယ်ဘာလို့ဆိုတော့ဒီအယောင်လေးနဲ့ဒီပိတ်ဆက်အသားလေးကကြတော့တော်တော်လေးလူကြီးဆန်နေရင်ကျက်ကျက်ပတ်သွားတယ်လို့ထင်နေပေါ့နော်ချုပ်ပုံရိုင်းတော်တော်လေးဝှလို့ကောင်းနေရင်ဘက်ဒီလုံးဝချက်ကပ်ပြီးတော့ဝယ်ရတာအဆင်ပြေလို့အရန်ကြိုက်ပါတယ်ဒီအင်ကြီးလီကူရောဒီကနေကြီးအကြိုက်ဆုံးနေမှာဖြစ်မယ်ဒီမှာထားတဲ့ငားတွေမယ် မှာပေါ့နော်လုံးဝချက်ကပ်ပြီးတော့တော်တော်လေးအဆင်ပြေရပေါ့နော်ဝယ်ရတာရင်းကြီးလိုမြင်လို့မှားလိုက်တယ်လို့ဆိုရမယ်ဒါကနေကြီးမှားလိုက်တဲ့တဲမှာဆိုလို့ရှိရင်အရင်ကြိုက်တဲ့အမှထဲပေါ့နော်ဒါပေမဲ့ရောက်လာတော့သူ့ကိုတော့သိမ့်မကြိုက်ဘူးဘာလို့လဲဆိုတော့သူ့ရထောက်ယူထားတာလေးကနည်းနည်းပိုက်ပူလို့ခံစားရလို့ပေါ့နော်ဒီပုံစံလေးကနည်းနည်းလေး trend ဖြစ်နေတဲ့နေရာမှာပါတယ်ဒါပေမဲ့တော်တော်လေးတော့လှပါရဲ့ဝတ်လိုက်တော့လीအ Okay, see you in the next week. ဒီလိုမျိုးဗီဒီယိုလေးတွေကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ Nijiu Line subscribe လေးနှိပ်တော့ပေးဦး